မင်းသားကြောင့်ဟင်းဝီယန်ကလက်ထပ်မေသာချိန်ညာတာသူတို့သမီးကိုခတဲ့တီမချိန်ညာသေးဘူးအားလုံးကစူပီတစင်လို့ထင်ကြီးပေးခဲ့ကြပါမယ်တကယ်လက်တွေ့မှာတော့စူပီတစင်ဖြစ်ဖို့ကဝေးနေပါတယ်ဒီကနေ့နမီဂျီစူမြတ်သူစာရဲ့အင်တာဗျူးဖြေပုံကိုကြည့်မယ်ဆိုရင်လည်းဒီကိစ္စကဟုတ်မနေဘူးဆိုတာတိုင်းကလုံးဝအောင်အော်သွားခဲ့ရပါတယ်သူပြောတာကတော့သူရဲ့နော်ညီမလေးဖြစ်တဲ့စူပီတစင်ကိုသူတို့လိုပဲအမျိုးကြီးဘွားနေပဲအယိုးထုတ်စေချင်တယ်ပေါ့ဗျာ အင်းထောင်ပြုတယ်ဆိုတာကလုံးဝထောင်ချတယ်လို့ပဲသူတို့ပိုင်းလေအင်းထောင်ချဘူးတဲ့ကကျတော့သိတယ်ပေါ့နော်လူလောကမှာကနော်တယောက်တည်းနေနိုင်ရင်ကအကောင်းဆုံးပဲနော်လူလောကမှာနှစ်ယောက်နေလာပြီဆိုရင်လူတစ်ယောက်နဲ့တစ်ယောက်ကစိတ်ကူကြရလဲမဟုတ်ဘူးအများကြီးညှိယူရတာရှိတယ်ဆိုတော့လောကမှာတယောက်တည်းနေနိုင်ရင်တော့အကောင်းဆုံးပဲဆိုပြီးတော့အသေးညီမဖြစ်သူကိုကြောသွားတယ်ပေါ့နော်ဒီတခါကျတော့ဟင်းဝင်ရန်ဖြစ်ပြောတဲ့နော်အားလုံးကြားနေကြတဲ့တရင်ကမှန်ပါလေဆိုတာက ခင်ဝီရလက်ထက်တော့မယ်ဆိုတဲ့တဲ့ငံမှန်ကန်ကြောင်းနော်အဲ့ဒါကိုပြောတာပါတယ်ဗျာခင်ဝီရနဲ့ဆိုပြီးတဲ့စဉ်လက်ထက်တဲ့ကိစ္စနော်မှန်တယ်လို့ပြောတာမဟုတ်ပါဘူးတဲ့ခုသတင်းတွေလည်းထပ်ပေါ်လာပါ ರೀ မိသားကြောင့်ခင်ဝီရကဆောင်းယွန်းဆန်တဲ့ကလပ်မှာနော်နှစ်ယောက်အတူတူ VIP အခန်းတော်ကားပြီးတော့ပြောပါနေတဲ့ပုံတွေပြန်နှံ့လာဖြစ်တဲ့အတွက်ခင်ဝီရကတော့ဝေဖန်ခံနေရပြီလေဖြစ်ပါတယ်နော်ပြီးတော့ဆွေမြသူစားတို့အဖွဲ့ကလည်းခင်ဝီရနဲ့ဆိုပြီးတဲ့စဉ်လေးကိုသဘောမတူဘူးပုံစံပေါက်နေပါ ဆိုပြီးတစင်လေးကအလုံးနဲ့တီးချရင်းနေချင်းဒီဘယ်နာမည်ပြက်မှမရှိဘူးသူကိုယ်တိုင်ကလည်းပြောထားတယ်သူဘောကမရင်းနေချင်းဒီဤစားတဲ့ရောက်မှမထားဘူးတဲ့ဗျာဆိုတော့အင်မတန်မှာဒါကအခုလိုမျိုးနေနိုင်တာရှားတယ်ပေါ့နော်အဲ့ဒါကိုဟိုကမုတ်ဆိုးဘူးလို့လို့နော်ဝိုင်းစုခိန်သိန်းကိုစားပြီးတော့ထားသွားတဲ့ဟင်းဝီရန်လိုတာဝန်မျိုးတက်တက်ကောင်းလေးနဲ့စူပီစင်ကို နော်ညီမလေးစူပီစင်ကိုဒါအမကြီးစူမြတ်သူစားတို့ဖွဲကသဘောမတူတဲ့ပုံစံပေါက်နေပါတယ်